မင်္ဂလာပါကျွန်တော်နာမည်ပြောချင်ပါဟုတ်မင်္ဂလာပါဟုတ်မင်္ဂလာပါတရားဆင်ပေါင်းညီမအင်္ဂလိပ်စကားလုံးမှာဖြစ်ပါတယ်အခုတွေ့တဲ့ညီမလေးကတော့ဒီကနေဒါနိုင်ငံလန်ဒန်မြို့မှာပေါ့နော်ဘယ်မြို့မှာနေလဲမသိဘူးဟုတ်ညီမတို့ကလောလောဆယ်ကစ်ချင်နာပြောင်းသွားတယ်ကစ်ချင်နာမှာလန်ဒန်မှာတော့ကျောင်းတက်တာညီမပေါ့နော်အာကနေဒါနိုင်ငံကိုဘယ်လိုလာပါသလဲအဲဘယ်နည်းနဲ့လာပါလဲဆိုတာမြင်းမြန်းကြည့်မှာဖြစ်ပါတယ်လေနော်ညီမနာမည်ဘယ်လိုခေါ်ပါလဲညီမရင်သူကျော်ပါဟုတ်ကဲ့ရင်သူကျော်ရင်သူကျော်ဟုတ်တရားတော်ဝန်တာပါတယ်အာညီမတို့က ော့အဓိကစင်ကာပူကနေလာလိုက်တာပေါ့နော်စင်ကာပူကတော့အရင်ကတော့လောလောတာပေါ့ဟုတ်စင်ကာပူမှာအရင်ကအလဲလဲပဲကျွန်တော်ပြင်မှာစင်ကာပူမိုက်ဟုတ်အဲစင်ကာပူစင်ကာပူကနေကျွန်တော်တို့ဟိုစင်ကာပူမှာတွားခင်မြန်မာနိုင်ငံမှာပါဟုတ်လားငါဘယ်ရလဲမသိဘူးဟုတ်ညီမတို့ကရန်ကုန်ကပဲရန်ကုန်ဟုတ်မော်ဘီကအကြောင်းပြတာပေါ့မော်ဘီကနေဘီအီးနဲ့ပြီးပြီးတော့စင်ကာပူမှာအလုံးနဲ့ပေါ့နော်အင်ဂျင်နီယာပုံဆွဲပေါ့ အော်အင်ဂျင်နီယာโอเคနောက်ဝိုင်းဟိုဘောနိုင်ငံရေးတွေပါတယ်ဖြစ်တော့လေစမူမှာလည်းမနေချင်တော့အဲ့ဒါကနေဒါကိုအဲ့ဒါကျောင်းနဲ့ကျောင်းနဲ့လာလိုက်တာပေါ့โอเคဟုတ်ပြီအဲ့ဒါမြန်မာတစ်ကနေစာချစ်ကြည့်တာဟောနော်မြန်မာပြည်ကနေဘယ်နှခုနဲ့ထွက်လာပါသလဲခင်ဗျာစင်ကာပူပေါ့ဟော2019လောက်က2019ရအောင်ရလာမယ်အေးလားမသိဘူးဟုတ်ရတယ်ရတယ်ရတယ်ဟုတ်အဲ2019မှာထွက်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်မြန်မာပြည်ကနေထွက်တော့ဘာလို့လဲဒီလောလောဆယ်ဒီပေါ့စင်ကာပူကိုအလုံးနဲ့ထွက်တာလားဒါမှမဟုတ်လို့ရှိရင်အလုံးနဲ့အလု ုံးဒါပေမဲ့ညီမတို့ကကျတော့လေဟိုចောင်းပြီးတာနဲ့လေအဲ့လိုအလုတ်ကအဲ့တုန်းကအရန်လွယ်တယ်လေအဲ့တော့ညီမတို့ကဟိုဘောနော် visit နဲ့သွားလိုက်တာအဲ့တော့တလားသွားလို့ရတယ်လေ extension နဲ့တလားရတယ်ဗောနော်ဒါပေမဲ့အလုတ်ကလွယ်တဲ့ခါကျတော့ခဏနဲ့အလုတ်ရသွားရက်ပိုင်းနဲ့အလုတ်ရသွားပြီးတော့အဲ့လို extension တော့တိုးစရာမလိုဘူးအလုတ်တန်းလောက်လိုက်တာဗောနော်အစင်ကာပူမှာဘလောက်ကြာကြာနေလိုက်လဲဗောနော်ဟိုက6နှစ်ကျော်9နှစ်မြီးသွားဗော9နှစ်7 years in singapore as a engineer ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အင်ဂျင်နီယာအနေနဲ့အဲ့ဒီမှာနေတော့သူက ဘယ်တို့ဘာဗီဇာမျိုးနဲ့နေပါအဲ့ဒါမျိုးဟိုဟာညီမတို့ကျတော့အလုပ်သမားဆိုဆိုလို့ရှိရင်ကုမ္ပဏီကလေအဲ့ဒါဟိုဟာပေါ့နေထိုင်ခွင့်ပေါ့နော် aspect ရှောက်ပေးတယ်ပေါ့ engineer level ဆိုလို့ရှိရင်လာစားအရန်ကောင်းရင်တော့ EP ရှောက်ပေးတယ် employment pass ပေါ့ employment pass ညီမတို့က aspect ကကျတော့ skate pass ပေါ့နော် skate pass employment pass ဟုတ်ကဲ့အဓိကမြန်မာပြည်ကနေညီမတို့ပဲ skate ရှိတဲ့လူပေါ့နော်အကြောင်းပြတဲ့လူ engineer တယောက်ဆိုပါဆိုဟုတ်ကဲ့ပါဟုတ်အဲ့တို့တွေကမြန်စင်ကာပူမှာလှုပ်လှုပ်ချင်တယ်ဆိုတော့ number 1ဘာလှုပ်ရလဲ ။အော်သူတော့အဓိကသူဘာနဲ့ဘွဲရလဲပေါ့။အဲ့ဘွဲရတဲ့ပုံမူတည်ပြီးတော့ဒီကိုယ့်ရဲ့ဒီ CV တွေဘာတခြားပြင်ပေါ့နော်။ပြင်ပြီးတော့ ကိုယ်နိုင်ငံလှမ်းလျှောက်လို့ရတယ်ဘာလို့အခုကတော့ဒေါ်လာဈေးတက်တယ်လေဟုတ်ကဲ့တက်တဲ့ခါကျတော့ risk မယူသေးဘူးညီမတို့ကျွန်တော်ကကြော်ဒေါ်လာဈေးကအရန်ဈေးပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ဟိုကလည်း800ကျော်1000တော့မပြည့်ဘူးဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ခါကျတော့20 30လောက်နဲ့စင်ကာပူသွားနေလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမှနေပြီး business နဲ့နေပြီးတော့ခဏလေးနဲ့လုပ်ရတယ် resume ကိုပြောတာလားဟုတ်တယ်ပေါ့အဲ့အဲ့လို linkedin တို့ကတော့လျှောက်လို့ရတယ် job street ကလည်းလျှောက်လို့ရတယ် linkedin တို့ jobs tree တို့အဲ့ဒီကနေတဆင့်ကိုကစင်ကာပူကုမ္ပဏီတွေကိုရှာဟုတ်ကဲ့ဟုတ်ကဲ့ကိုကြိုက်တဲ့ကုမ္ပဏီဟုတ်ကဲ့ဟုတ်ဒါပေမဲ့ တ်ဆန်ပေါ်ရင်တော့လေကွာ visit နဲ့သွားပြီးရှာလိုက်ပေါ့အဲ့ဒါပိုလွယ်တာပေါ့အာ visitor အနေနဲ့သွားပြီးတော့သွားရှာလို့ရှင်ဒါပိုလွယ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့စင်ကာပူမှာအဲ့ဒါမျိုးသူကအလောက်လျှောက်လို့အလောက်ရှင်ရပြီးဟေ့ဆိုရင်သူက visa ကိုတန်းဘယ်သူကလောက်ပေးတာအဲ့ company က လှုပ်ပေးတယ်စွန်စားပေးတယ်ပေါ့နော်ကွန်ဆော်မနီကနေလှုပ်ပေးပြန်ထွက်ရသေးလားဒါမှအကဲကြီးကကျွန်တော်အလဲသွားတယ်ဆိုတော့ဟုတ်ကဲ့ let's be tan နေပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကနေကဲဘာလို့ဟာမှကျွန်တော်မသိအကြောင်းလဲရှိပြီးတယ်ပွဲလဲပြီးရဲ့ဟုတ်ကဲ့အဲလောလောဆယ်မှာတွားနိုင်တဲ့အနေထားလဲရှိတာပေါ့နော်အဲ့တော့မြန်မာမြန်မာလှုပ်မရဘူးသွားခဲ့တယ်ဆိုလို့ရှိရင်အလုပ်ကိုတန်းရှောင်းလိုက်ပါတော့ ရတာနဲ့တကွာအားလုံးစီစဉ်ပေးတော့တာပဲအဲ့လိုမျိုးလားဟုတ်အလုံးရှောက်တာနဲ့အဲ့လိုပေါ်တတိယအကုန်လုံးလုတ်ပေးတယ်တတိယအားလုံးလုတ်ပေးဟုတ်ကဲ့ဟုတ်အရှာအကုန်လုတ်ပေးတယ်ပေါ့စင်ကာပူမှာအဲကျွန်တော်တို့ခုနှစ်နှစ်လောက်နေခဲ့တာပါနော်ဟုတ်ကဲ့နေပြီးွားတဲ့ခါကျတော့ဘယ်လိုမျိုးများအတွေ့ရလဲပေါ့နော်ဟုတ်ကနေဒါဖြစ်တည်တန့်ရွေးရတာလားဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံတွေ ွားကြွေးတာလားညီမတို့ကလေကိုယ်နိုင်ငံပဲပြင်ချင်တာမအိမ်အောင်သေးလေအိမ်အောင်သေးဆိုတော့ခါကျတော့ကိုယ့်ကိုချန်နေပါတယ်ဘို့ဘူးလည်းကိုယ်ပလန်ထားတာပေါ့နော်အဲ့လိုချန်နေလည်းရှိတယ်ပေါ့နော်ပြန်နေမယ်အိမ်ဆောင်မယ်ပေါ့အဲ့ဒါနေရုတ်တရက်နိုင်ငံရေးဖြစ်လာတဲ့ခါကျတော့စင်ကာပူကလည်းမနေချင်ဘူးစင်ကာပူကတော့လာစားကောင်းတယ်လာစားကောင်းတယ်ဆိုတော့မနေချင်တာမနေချင်တော့စင်ကာပူကညီမတို့ပြရာရှောက်တယ်ဟုတ်ကဲ့အာရှောက်ရဆိုတာ permanent resident permanent resident ရှောက်တယ်ဟုတ်ကဲ့အဲ့ဒါ तू ဲ့လာစာတွေထဲမှာဆိုလဲညီမတို့တိတ်မကောင်းညီမမျိုးသားလာစာဆိုလဲကောင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့နှစ်ယောက်စလုံးကလည်းစင်ကုန်မှာ specialist ဘယ်လိုမှတက်ဘူးပါဟုတ်ကဲ့ဟုတ်ကဲ့အတက်ကလည်းဟိုဘာ30တောင်မပြည့်သေးဘူး20ကျော်ပဲဒါပေမဲ့အရှောက်တော့မရဘူးပြီးရမရဘူးဆိုတော့နိုင်ငံရေးကလည်းဖြစ်တဲ့ခါကျတော့ကိုယ့်နိုင်ငံကပြန်လို့မရဘူးညီမမျိုးသားဆိုလဲပြန်မှုစင်မှု ဟုတ်ပြေတာ PR ကျတော့ကျွန်တော်တိတ်မရှင်းတာပါနော် PR ကျတော့တသက်လုံးနေလို့ရတာလားစင်ကာပူက PR မနေလို့မရဘူးစင်ကာပူကဆိုတော့မင်းတခါ extension တူတယ်အဲ့ဒါဆို PR မဟုတ်ဘူးနော်အလုတ်တမားပေါ့ဟိုနေအလုတ်တမားပါမက်လို့ဖြစ်တာကနေဒါနိုင်ငံလိုမျိုးမှာ PR လို့ပြောရင်ပေါ်သေးတဲ့အထည်နေလို့ရတယ် PR လို့ပြောလို့ရှင်ရင်အာကြိုက်တဲ့ကနေဒီယန်အခွင့်ရေးကြိုက်တာပြောလူမှုရေးကျန်းမာရေးအားလုံးထောက်ပံ့ကြည့် တစ်ခုမှကြံအားလုံးရတယ်မဲပေးခွင့်ကပြည်တော်စုမဲပေးခွင့်ကလွယ်ရွေပေါ့နော်ဒါကနေဒါနိုင်ငံဟုတ်တယ်လားဟုတ်ကဲ့ပါ PR ကိုအားရတာလို့၅နှစ်လောက်ဆိုလို့ရှိရင်ဒီမှာနိုင်ငံသားရှောက်လို့ရတယ်နိုင်ငံသားဖြစ်လို့ရှိရင်မွေးတာမမွေးတာကိစ္စမရှိဝန်ကြီးချုပ်တက်လို့လို့ရတယ်အခွင့်အရေးအားဖြင့်နော်ဒါကနေဒါမှာပါဒါကျွန်တော်ရဲ့ main point ကဟိုပါဒီယာမဟုတ် PR လို့တို့ခေါ်တာရောချတဲ့လို့ကျွန်တော်ခံစားရတာပေါ့နော်တော့စင်ကာပူက PR နဲ့ကနေဒီယန်ရဲ့ PR ကလုံးဝကွာတယ်ဆိုတော့ ဥစ္စာကဲညီမခုနပြောတဲ့ဥစ္စာမှန်ခဲ့တယ်ရှိတာမှန်တယ်ကိုမှန်တယ်တချို့လေပြန်ထွက်သွားတဲ့တချို့ကျတော့အကိုရဲ့ single word ကျတော့ living expense တအားများရလေအလုံးမရှိတာပဲတခုခုပေါ့နော်အကြောင်းမို့အကြောင်းပေါ့နော်ဟုတ်ကဲ့နိုင်ငံတွေပြင်ပမာသွားနေလာလို့ရှိရင် extension တိုးဖို့တော့မလွယ်ဘူးပြောတယ်တတန်းကုန်သွားရလေဆိုတော့ဟုတ်ပါပြီဒါဆိုတော့နိုင်ငံတအားသေးတာပေါ့ပြော smart city ဆိုတော့လေဟုတ်ကဲ့အများရန်ပေါ့နော်ဟိုဟုတ်ကဲ့ singapore မှာ9နှစ်လောက်နေပြီးသွားတဲ့ခါကျတော့ကနေဒါနဲ့ကြတော့ဘယ်လိုမျိုးဆက်ဆံမှုဖြစ်သွားပါလဲလမ်းလျှောက်လေးရန်မလို့ပြောရလားမသိနာမလဲဖြစ်အဲဒီကန ေတာကိုဗောဘယ်လိုမျိုးအတွေးစရလဲညီမကြီးငါပြန်လို့လည်းမရဘူးပတ်စံနေတော့ရှိပါပြီငါခြံလဲဝဲခြင်းတယ်အားလည်းညံ့ညံ့ညံ့လေးနေခြင်းတယ်ဒါပေမဲ့စမ်းပေါင်းကိုနိုင်ငံအနေထားကအခွင့်အရေးမပေးတဲ့အခါကြတော့ဟုတ်ကဲ့ဟုတ်တခုစဉ်းစားရတာလေနော်အဲ့ဒါမျိုးဘယ်ချိန်မှာစဉ်းစားပြီးတော့ ဘလို့စလုတ်လဲပေါ့ကျွန်တော်အဲ့ဒါမျိုးပေါ့ညီမလို့ပဲအခုစင်ကာပူမှာရောက်နေတာစိတ်နဲ့ရှိပြီဆိုပါစို့9နှစ်ရှိပြီဆိုပါစို့ဘာလုတ်ရမလဲညီမကလေဘူးမလို့ပြောမယ်ဆိုလို့ရှိတယ်ရှင်တော့လေအေဂျင့်နေနေတာလေဟုတ်ကဲ့အဲ့စင်ကာပူရဲ့ပြဿနာကကျတော့လေဘာလဲဆိုတော့ तू ကကွန်ပတီတာတအားများတယ်ဟုတ်ကဲ့ကွန်ပတီတာတအားများပြီးတော့ညီမတို့ဆို construction fee က construction fee ဆိုတော့ project ရှိတော့မှပုံပုံကဆွဲလို့ရတယ်ဟုတ်ကဲ့ project မရှိတော့ဆိုလုတ်ပြုတ်ပြီလုတ်ပြုတ်ပြီဆိုလို့ရှင် expert level ကြီးကတစ်လပဲနေလို့ရတယ်အာကီတက်တော့မဟုတ်ညီမ MVP အဲ့ဒါပါ MVP ကဟိုကလေ ဟာပေါ့သူကတော့ဘေးရင်ရက်လေ MND line နေပေါ့နော်အဲ့ဒါလေးပုံနေဆွဲတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့သူ HVAC mechanical ဘိုင်းနေ electrical ဘိုင်းနေ plumbing ဘိုင်းနေဆွဲတာဟုတ်ပြီဟုတ်ပြီအဲ့မှာကျွန်တော်တို့ပုံဆွဲတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့တိတ်တော့နားမလဲနားထားလိုက်ပါအဲ့လိုဆိုတော့ကျွန်တော်လောက်ကောင်းတာပေါ့ဗျာဟုတ်အဲ့ကအလောက်ကတော့တတ်တာရဲစနေတဲ့ကိုလည်းပိတ်တယ်လစာလည်းမစိုးဘူးဒါပေမဲ့ရေရှည်ပေါ့နော် project မရှိရဲနောက်ပိုင်းကိုရက်တည်လို့မရဘူးလေဟုတ်ကဲ့အဲ့ဒါကျတော့ကျွန်တော်တို့က Singapore stay ကတရက်တောင်ဂျုံနေလို့မရအောင် over stay လည်းမရအောင်အော်အဲ့ဒါနဲ့တင်တော့ပါတယ်အမှန်တယ်စမပြေတော့ဆိုတော့မပြေတဲ့ခါကျတော့ကဲကောင်းပြီကနေလာဘယ်လိုစပါတယ်လဲ ဲ့ပေါ့နော်ကနေဒါမလို့စလဲဆိုတော့ညီမတို့ကကြောင်းနေပေါ့နော်ဟုတ်ကဲ့ကြောင်းနေဆိုတော့ဟိုပြီးတော့လဲညီမတို့အလုတ်လုတ်ရင်ကြောင်းတက်တာလားအလုတ်လားစင်ကာပူမှာစင်ကာပူမှာတော့ညီမတို့ကအကြောင်းတအလုတ်ကထားပြီးတယ်ဟုတ်ကဲ့အော်ကြောင်းအော်ကြောင်းမှာတက်ကြတယ်ဟုတ်တယ်ဟုတ်တာစပယ်ဆင်းလို့တော့ဟုတ်အဲ့မှာကျတော့ဟိုတယ်ကုမ္ပဏီကတော်တော်ကောင်းတယ်အဲ့ခါကျတော့ညီမတို့ကဒီဘက်ကိုရောက်လာတဲ့ခါကျတော့ဟိုက ညာရာလာမဲ့နေရတော့ကျတော့ကြောင်းကဟိုကအဆင်ပြေတယ်လေ student visa တအားမြန်တယ်အဲ့ဒါကြောင့်ငါတို့ student visa နဲ့လာလိုက်ကြပါဟုတ် student visa နဲ့ဘာလို့ student visa နဲ့လာဖို့အတွက်နံပါတ်1ဘယ်လိုမျိုးအဆက်အသွယ်ရလဲ online ကပဲလာဟုတ်တယ်အဲဒီ online ဆိုကျွန်တော်ဘယ်သွားရမလဲပေါ့။ဟုတ်ကဲ့ဟုတ်တယ်။ကျွန်တော်စင်ကာပူမှာဗျာမောင်ကြီးပေါ့နော်။ဟုတ်ကဲ့ဟုတ်။အဲညီမလည်းမျိုးဒီမှာဒီနိုင်ငံကိုလာကျင်တယ်ဗျာ။ကျွန်တော်ဘာစားလောက်အောင်လဲတော့ online ကိုကျွန်တော်သွားပြီး ဟိုအဓိကလေးကညီမတို့မြန်မာတွေက group တွေရှိတယ်ကွာအဲကနေဒီယန် group တွေအဲ့မှာဆိုအတိအကိုတွေအမားတွေကတို့က senior တွေကဟိုပါတော့အများကြီးကူညီပေးတယ်။တို့ကလည်းတဆင်ပေါ့ညီမဆိုလည်းအတိအကိုတွေကနေလေအဲ့လိုကူညီပေးတော့အဲ့လိုအကူတွေအမားတွေရှိတယ်ပေါ့တို့ကအကူညီစရာဘယ်လိုမျိုးလဲဗျာဥပမာပါတော့ဒီလိုလေးတို့လည်းအဲ့တို့လာတဲ့လမ်းကြောင်းတိုင်းမှာတို့ကပြပြရတာဟုတ်ပြီတအားကောင်းတယ်တို့တွေဆိုလည်းလေတအားကြီးအဆင်ပြေတယ်ဗယ်ဝက်ဘ်ဆိုက်သွားလဲဥပမာအင်တာနက်ဆိုအင်တာနက်ကြာကြည့်ရဟုတ်တယ်ဟုတ်တယ်ဗယ်ဝက်ဘ်ဆိုက်သွားဟုတ်တယ်ဟုတ်တယ်အဲ့ ါဟုတ်တယ်အဲ့ဆိုတော့ကျွန်တော်ညီမရဲ့ background ရဲ့အခုလက်ရှိလုပ်နေတဲ့ background ရဲ့ကိုတက်မဲ့ကြောင်းရဲ့ကိုင်ညီမတော့လည်းဗီဇာပေးတာဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုပဲအဲ့ခါကျွန်တော် senior တွေကကန်ကောင်းတဲ့ခါကျတို့နဲ့ညီမတို့နဲ့တူတူပဲ engineer တွေဖြစ်ရအဲ့မှာတို့အကြံပေးတဲ့အတိုင်းအဲ့တို့ကရှောက်ပေးတာအကုန်လုံးတို့ကအားလုံးရှောက်ပါအရေကန်သိချာတင်ပါဟုတ်တယ် senior တွေကောင်းတာ really ဟုတ်တယ် fan shop ကောင်းတာအဲ့ဒါဘယ်ဒီဘွားဒီ fan shop အဲ့ဘွားဒီကိုလာတာကျတော့ fan shop college နော်ဟုတ်တယ်ဟုတ်တယ် London London Ontario ပါနော်ဟုတ်ကဲ့ပါဟုတ် London Ontario fan shop college ကိုရှောက်တာပါနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဒါ fan shop college ကိုရှောက်ရှောက်တဲ့ခါကျတော့သူတို့ဒီဟိုအမ်နံပါတ်1ကအကောင်ကြီးအကြောင်းက accept လုပ်သွားတယ်ဆိုပါတော့အကြောင်းကိုဒါလိုက်ရှောက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ပွဲစားတွေလို့သေးလားအဲညီမအကြောင်းကကိုယ့်ကိုရှောက်တာ ိုအချောင်းကွာနေကွာဘယ်ဝင်သားမှမလိုဘူးအတိအကိုကိုင်လိုင်းပြတယ်မဗီဇာကိုကျတော့ညီမတို့ကကျတော့မကျွမ်းကျင်ဘူးလေအဲ့ဆိုတော့ကျတော့အတိအကိုကပဲရှောက်ပေးတာပဲကနေဒါနိုင်ငံ Fanshawe College အဲ့ဒီ website လေးသွားပြီးသွားရှောက်လို့ရပါတယ်ဟုတ်ဟုတ်ပြောလို့ရမယ်ဟုတ်ရရရရအကိုကူညီပေးတာအဗီဇာရောက်ကူညီပေးတဲ့ဒီမြန်မာတွေစင်ကာပူမှာရှိတာပါနော်ဒါမျိုး group တွေတွေကလည်းတာ join ပါနော်ကနေဒီကနေဖြစ်နေပြီသူတို့ကတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့သူတို့တွေကျေးဇူးတွေကြောင့်အဆင်ပြေတာပေါ့အာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကိုဆိုတော့မလုံးလောက်တက်ဘူးလေနော်ဟုတ်ပြီအမှားမှဆိုလို့လေဘာ

။ तू อ่ะบาลุลุอกုံเรคคอร์ดရှိတယ်။ဟုတ်ကဲ့။အဲ့ငွေဘယ်လောက်လောက်ကုန်လဲဗျာ။โอเคဆက်စပ်ပါအောင်မဒီကိုရောက်ရောက်ရောက်ဖို့လဲ။ဟုတ်ကဲ့။ကျောင်းစစ်ကျောင်းဝါကားကားချက်တော့ကွာ18000ကျော်ပေါ့เนาะ။အဲ့ဒါတော့ဟိုဟာဒေါ်လာကနေဒီယန်ကနေဒီယန်ဒေါ်လာ18000ကျော်ပေါ့။ကနေဒီယန်18000ဝူးဒါကနေဒီယန်ဖြစ်သွားရင်လည်းဒီလောက်ပတ်စံမပေးရဘူးဗျာ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်ဟုတ်နှစ်နှစ်ဆိုတော့အဲ့ဒါ3000ကျော်4000နီးပါးပေါ့เนาะ။အဲ့လိုပေးရတာပေါ့။ပြီးလို့ရှိရင် living expense ကလည်းအဲ့ဝင်းကျင်တော့ပဲပြန်ကောင်းတယ်။တစ်သိန်းဝင်းကျင်တော့ပေါ့နှစ်နှစ်တက်မယ်ဆိုရင်။ဟုတ်ကဲ့။ ုံးမလို့ရင်ပေါ့အလုံးလုံးတယ်ဆိုလို့ရှိရင်တော့ living expense ကတိုင်ဒေါ်လာတစ်သိန်းညီမထင်တာပဲဘာလို့ living ထိုင်စားမယ်ဆိုပြောတာလေအာအမဟုတ်ဘူးကွာဥပမာပေါ့ income လည်းမရှိတော့ဘူးလေစဉ်းစားစဉ်းစားကြည့်ပါ income ရှိတယ်1000ခွဲဆိုပါနော်1000ခွဲရကျူရှင် fee လို့ကျွန်တော်ထင်တာပါနော်ဟုတ်1800 1800အဲ့ဟို tax ပါညာနေမှာစဉ်း2000ဝန်းကျင်1900ဝန်းကျင်1000ဝန်းကျင်အဲ့ Canadian တယောက်ဖြစ်နေတော့ financial college လို့မြောကြတာဥပမာတချို့ course တွေဆိုရင်ကျွန်တော်ဖိတ်ပါတယ် London immigrant ခုနကပြောတဲ့ permanent resident permanent resident ဖြစ်ခဲ့တယ်ဆိုရင် course တစ်ခုကိုကျွန်တော်တို့က200 300လောက် ောက်ပဲဆိုနိုင်ငံသားသားចောင်းသားဆိုလို့ရှင်800တထောင်နီနီလောက်တော့ကချရိုက်တာကို course တစ်ခုတစ်ခုတိုင်းငါးဆနီ course တွေပေါ်မှာလည်းမူတည်တာပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ကပြောတာ land immigrant ဆိုရင်အခွင့်အရေးရှိတယ်ဆိုတဲ့ဥစ္စာပေါ့နော်ဟုတ်တယ်ကိုလောလောဆယ်မှာကြာတော့ကဲကနေဒါကိုရောက်လာပါပြီ လေလာပါဒါဆွဆပေါင်းတူရှင်ဖီရတောင်းခွဲလောက်သွားသူတို့ဟုတ်ရှစ်တောင်ဆိုနှစ်နှစ်ဆိုတော့ညီမတို့နှစ်နှစ်လာဆိုတော့လေဟာဘောလေးတောင်းတော့ကုန်တယ်အတိကတော့ကျွန်တော်နားလဲတာဒီလာတဲ့လူမှန်တယ်များပါနော်အကြောင်းတက်မယ်လို့ကိုကပြောလိုက်လို့ရှင်နံပါတ်1ကဒီလူကဒီနိုင်ငံမှာမခုံချရေးဆိုတဲ့ဥစ္စာသူတို့စစ်ကောင်းတော့စစ်နိုင်ကျွန်တော်နားလဲတာ immigration နေလားဟုတ်တယ်စစ်တယ်လူတယောက်ကကို့မှာကငွေလုံလောက်လည်းရှိတယ် job တွေလည်းရှိတယ် ဒီလိုကနေတာဟုတ်ခဲ့ရခနေတာငတ်မှာအားလုံးရှိတယ်ဒါမျိုးလူမျိုးဆိုတော့တို့ကလိုချင်ပုံပုံများတယ်လေဟုတ်တယ်နားလဲတာပေါ့ဟုတ်တယ်ဟုတ်တယ်ညီမတို့လည်းအဲဒီစင်ကာပူကနေကူးလိုက်လို့လွယ်သွားတာအင်းအဓိကတော့ဒီဟိုပေးလာရေးပေးမလားရေးကဒီမှာခုံချမလားမခုံချမလားဆိုတော့ဥစ္စာတို့ကတွေးတာပုံများတယ်လေကျွန်တော်နားလဲမိတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဟုတ်တယ် properties တွေလည်းကြည့်တယ်ညီမတို့ရှောက်လို့ဆိုလို့ရှင်အဲလိုပေါ့နော်ကိုယ့်ရဲ့လေ bank statement တွေညီမတို့စင်ကာပူ bank statement တွေပြရတော့ပေါ့နော်ဟုတ်ပြ ြောလို့ရရပါနော်ရှယ်ရလိုက်လို့ရစစ်တကျစ်ဝင်ကျင်တော့ပြားမဆင်ပြေတယ်မချင်တာပေါ့ဘယ်လောက်လောက်လဲဟိုပါပုံမှန်တော့ကြောက်တဲ့ဆိုလို့ရှင်တော့၄၅တောင်းပဲရမှာပေါ့နော်၄၅တောင်း၄၅တောင်းပြီးပတ်စံတစ်ခုတည်းတည်းမဟုတ်ပါနော်သူကပိုင်ဆိုင်မှုတွေလည်းပြရတယ်အလုပ်တွေလည်းပြရတယ်အလုပ်တွေရောဟုတ်တယ်ဟုတ်တယ် employment ပတ်စံရှိရုံနဲ့လည်းသူကပေးမှာမဟုတ်ဘူးနင့်မှာအလုပ်ကောင်းရှိသလားဆိုတဲ့ဥစ္စာမျိုးပေါ့နော်အင်းအော်အဲ့လိုဆက်ရခဲ့အခုကတော့ကြောင်းပြီးသွားပြီပေါ့နော်အဲ့ဒါ congratulation ဟုတ်ကဲ့ကျေးဇူးပါဟော စီ proud ဖြစ်စရာဘယ်လောက်ရှိပါသလဲကျွန်တော်မြန်မာလူမျိုးပါဂုံယူပါတယ်ဝမ်းသာပါတယ်တနေ့တစ်ချိန်မြန်မာနိုင်ငံကိုပြန်လှုပ်ကြွေးပြုနိုင်မယ်လို့လည်းယူဆပါတယ်ဗောနော်ဒါပေမဲ့အချိန်နဲ့မျိုးမျိုးကြောက်မြန်မာတွေကပဲရောက်ရောက်ကျွန်တော်မြန်မာတွေကိုမမေ့ကြပါဘူးဗောနော်ဒီအခုရှိတဲ့ဘေးနားမှာရှိတဲ့ညီမလေးအပါဗောနော်သူကတော့အကြောင်းပြီးသွားပြီးအာ ကျောင်းပြီးသွားပြီဆိုတော့ခေါကအဲတို့ကဒီပြန်ပြာမလို့ဘူးလားအဲ့ဒါဖြစ်ကြတော့ကျောင်းပြီးသွားတော့ညီမတို့ post graduate ဝက်ပါမင်းနဲ့၃နှစ်နေလို့ရတယ်၂နှစ်ကျောင်းတက်လာတော့လေဩဟောဆိုတော့ကနေဒါပဲဆက်လို့တော့ကျောင်းပြီးသွားရခဲ့သည်ရှိတော့၃နှစ် visa သူကထပ်ပြီးဟုတ်ကဲ့၂နှစ်တက်ပြီးလို့ရှင်၃နှစ်ပေါ့နော်၃နှစ်အဲ့ဒါမျိုးကျောင်းတက်နေတဲ့အခါမှာတို့အလုပ်လုပ်ခွင့်ပေးလားပတ်တိုင်းလောက်ခွင့်ပေးတယ်ရှင်ဘယ်နှစ်နိုင်လောက်ပေးရတပတ်ကနိုင်20လောက်တော့ပေးတယ်နိုင်20လောက်ပေးရနော်အင်းအလောက်ကလောက်ပြလာကနေဒါမှာ လက်လာတယ်ကနေဒါမှာလောလောဆယ်တော့ညီမကလေးနဲ့ဆိုတော့မလုပ်သေးဘူးမလုပ်ရသေးဘူးအင်းအေးကလေးကတန်းငယ်သေးတယ်အိမ်မှာပဲဆိုတော့ဒါဒီမှာဘလောက်လောက်အဟိုဘာအေးကလေးအဲ့ဆိုကလေးတွက်ကောင်ကလေးကတော့သူကအင်္ဂလိပ်လိုမှတ်သွားမှာပဲနော်ကျွန်တော်တို့ကတော့အဲအသက်ကြီးမှဒီလိုရောက်တဲ့ခါကျတော့အသက်ကျွန်တော်တို့ကတန်ထွက်တက်တယ်လောက်မကောင်းပါဘူး။နေ့တည်းတန်ထွက်တော့မရဘူးနော်။ဒါပေမဲ့ကျွန်တော်တို့ဝဲတာကကနေဒါအများစုထက်တာပါလေပေါ့နော်။ကနေဒီယန် average ကနေဒီယန်ထက်တော့တာပါလေပေါ့။ဟုတ်ကဲ့ဟုတ်။တနမင်းမဲ့ဥစ္စာကပါလေဆိုတော့ ဒီကနေဒါမှာခုနေတာဘယ်နှစ်နှစ်လောက်ရှိပြီလဲ၃နှစ်လားနှစ်နှစ်ကျော်ပေါ့နှစ်နှစ်ကျော်နှစ်နှစ်ကျော်ဆိုတော့မြန်မာပြည်မှာနေတာ ਨੇ စင်ကာပူမှာနေတာ ਨੇ ကနေဒါမှာနေတာဗာလိမြောက်ကွာလဲဗာတွေ့ကြအားဖြစ်ပါနှစ်နှစ်တာကတွေ့ကြအားဖြစ်ဆိုလို့ရှိရင်ပုံပြီးတော့အေဂျင့်တာတော့ကွန်ပျူတာစုတွေရှိတဲ့နေရာပဲအေဂျင့်တာပေါ့ညီမတို့လည်းနိုင်ငံအေဂျင့်တာလာလိုက်ရလေမြန်မာပြည်ဟုတ်ကဲ့ဟုတ်ကဲ့စင်ကာပူမှာနေတာကတော့ easy go room ပဲသွားသွား ဆင်ပြေညီမတို့ဆိုပိတ်ရဆိုလို့ရှိရင်ပဲအဲ့လိုခွင့်နေရတာအပေါ်တဲ့ခါကျတော့လေအေရှန်နိုင်ငံတွေရှောက်သွားကြတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပတ်စံပေါ်ရင်ယူရိုလည်းလွယ်တာပေါ့အဲ့လိုပေါ့ဗီဇာတွေပါရှောက်ပြီးလွယ်လို့ဆိုအဆင်ပြေ easy ဖြစ်တယ်ပေါ့ကနေဒါကျပြန်ထွက်ဖို့လွယ်သွားဖြစ်သွားပြီအဲ့ဟိုလိုဝါနော်အတ္တကကအစားလေးဈေးကြီးသွားပြီလေနော်ပြန်ထွက်တယ်ပြန်ဝင်လာဖို့ ါလေအဲ့ဒါလေးအာယုံလေးလည်းနောက်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါမြဲအဲ့ဒါကိုတစ်ချက်ဘေးချိတ်လိုက်ပြီးတော့ဒီတိုင်းနေလို့ရှင်းရပါဘာအပြောတော့ကိုယ်နိုင်ငံပဲအေးပါအတရာဆုံးကမြန်မာနိုင်ငံပါခင်ဗျာဟုတ်တယ်လားစင်လည်းလှူတယ်လားစင်လည်းလှူရဲကိုဘယ်သွားသွားကိုမြန်မာဝတ်စုံပဲဝတ်တယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်လားမြန်မာတွေကိုဘယ်ရရောက်ပွဲရှိတိုင်းကိုမြန်မာဝတ်စုံပဲအေးတော့မြန်မာတွေကဘယ်ရရောက်ကိုမွေးရသေးတာကိုမြန်မာကိုမမေ့ပါဘူးပေါ့နော်အခုတော့ကြားတဲ့အတိုင်းပေါ့ နယ်လန်းငါလာနိုင်ငံသားနှစ်ခုကိုညီမက အထူးသဖြင့်ကြာကြာလေးနေတယ်ဆိုတော့နော်စင်ကာပူကတည်းကနော်ညီမပြေလောက်တော့ဟာမမကောင်းပါဘူးမကောင်းပါဘူးဆရာစင်စင်ကာပူနဲ့ကနေတာအဲဘယ်လိုမျိုးများခံစားရတယ်လဲဗောနေထိုင်မှုလေဘာတွေများကွာခြားချက်လေးတွေရှိတယ်သူတို့လူတွေတက်နေတယောက်ဆက်ဆံစင်ကာပူကကျတော့ safe ဖြစ်တယ်လေဟုတ်ကဲ့သူကကျတော့စင်ကာပူကကျတော့ဟိုနေရာတိုင်းမှာ CCTV ရှိတယ်ပြီးတော့ညီမတို့ကဒီစင်ကာပူပြည်ထိုင်ရဖြစ်ညီမနဲ့အရန်နေတဲ့ခါကျတော့လေစားတော့ကအစားအရန်အဆင်ပြေတာဗောနော်ဒီမှာကျတော့ ဘာဖြစ်တယ်လဲဒီမှာကျတော့အခုနိုင်ငံစာစားခြင်းတွေအဲ့လိုပေါ့ညီမတို့ဆိုအချင်းလေး၆ချမ်းလေးအဲ့လိုမျိုးရှားတယ်လေဟုတ်ကဲ့ဟုတ်ကဲ့ညီမဆိုင်တွေလည်းတိတ်မရှိဘူးလေ Asian market တွေပဲသွားနေရတာပေါ့အဲ့လိုမျိုးဟိုနေ Toronto တို့လို China Town တို့သွားတယ်ဟုတ်ကဲ့ဟုတ်သွားတယ်ဒါလည်းမဆောင်ဘူးမနော်အင်းဆရာအဲ့ဒီဆရာဆရာအဲ့ဒီခါကြတော့ကဲဒီညီမကတော့သူကတော့လလဆယ်မှာအဲ အဲကြားတဲ့အတိုင်အဲမြန်မာပြည်ခက်ပြောတဲ့နေရာပဲနေရာမှမရှိပါကိုမိုးရထာနေတဲ့ဆိုင်ပေါ့နော်အခွင့်အရေးလည်းရှင်တော့မြန်မာပြည်ကိုပဲပြန်ရောက်ကြမှာပါပညာတတ်လေးတွေပါဂုဏ်ကြီးစရာပါပေါ့နော်အဲအဓိကကြတော့အင်းနောက်ကျွန်တော်ဗာမီးစရာရှိပါသေးတယ်ကျွန်တော်တော့ကျွန်တော်ဗာမားအဲ့ဒီလောက်တော့တိတ်ရှိနေမှာအခုလည်းမျိုးပေါ့နော် share ပေးတဲ့အတွက်ပေါ့နော်အခုဘယ်လိုမျိုးလာတယ်လဲဘယ်လိုခက်ခဲရဲဘယ်လိုတွေ့ကြုံရှိလဲဒါလေးကို share ပေးတဲ့အတွက်ကျွန်တော်ဝမ်းသာကျေနပ်ပါတယ်ပြီးမြန်မာတယောက်အနေနဲ့အခုလိုမျိုးပေါ့နော်မြန်မာပြည်အားပြောဖို့ကောင်းတယ်အချိန်နဲ့တခုခုကြောက်တာလျှင်မလွဲလာမဆောင်ပါလို့အခုလိုမျိုးနေရာတွေမှာရောက်တယ်ဆိုတော့ဒါလေးကိုကျွန်တော်သိရလို့လည်းအရင်ဝမ်းသာပါတယ်တနည်းတစ်ချိန်ကျွန်တော်မြန်မာပြည်မှာ ပြန်ပြီးတော့အင်းပြေလောက်နိုင်ပါစေလို့နော်ပြန်ကဗာပြောချင်နေလဲဘာလို့ပြောတာရှိနေတာပြောပါလို့နော်အော်ဟုတ်ညီမလည်းအခုလိုမျိုးပြောရတဲ့အကြောင်းမလို့ဝမ်းသာပါရဲ့လို့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဝမ်းသာပါရဲ့ဟုတ်ပါတက်တာကို